ပြုံးလင်းမျိုးရဲ့ကျွန်တော်တို့အဓိပတိအင်ညာလို့ပြောလိုက်တာ ਨੇ ကျွန်တော် infrastructure တွေလက်ကြည့်စရာ မလိုအောင်ကိုပြည့်ပြည့်စုံစုံကျွန်တော်တို့ဖန်တီးတိဆောက်ထားတဲ့ကျွန်တော်အင်ညာဝင်းလေးတစ်ခုရှိရအောင်ကျွန်တော်မိတ်ဆွေများကိုခေါ်သွားပေးမယ်ဗျာတော့ကျွန်တော်တို့ဒီနေရာကကျွန်တော်ပြုံးလင်းမျိုးရဲ့ cherry landhouse တိရှိရကျွန်တော်တို့လမ်းမပေါ်မှာတိရှိနေတဲ့ကျွန်တော် အင်ယာဝင်းလေးတခုကိုမိတ်ဆက်ပေးမှာပါဗျ။အဲ့တော့ကျွန်တော်လမ်းနေထားရာအားသာချက်ရှိတယ်။နောက်တစ်ခုနေနဲ့ကျွန်တော်ပတ်ဝန်းကျင်အနေထားရာအင်တာမအစဉ်ပြေပြီးတော့မှတင်းတင်းနေဗျ။အင်ယာဝင်းရဲ့နာမည်ကလည်းကျွန်တော်တို့အဒီပတီချယ်ရီဗီလာဆိုတဲ့အတွက်အထွတ်ထိပ်ဈေးနှုန်းအထွတ်ထိပ်ကိုရောက်ရှိနိုင်တဲ့ကျွန်တော်ဗီလာတစ်ခုဆိုပြီးတော့မှကျွန်တော်အနေနဲ့ကောက်ချက်ချပါရသေးဗျ။အဲ့တော့ကျွန်တော်မြေအကျယ်အနေနဲ့ဟာ မျက်နှာပွင့်တွေကျွန်တော်တို့ပေ90ရှိမယ်မျက်နှာပွင့်ပေ60ရှိမယ်ရှင်းအောင်ကျွန်တော်တို့က45ပေဆိုတဲ့အကျယ်ဝန်းတစ်ခုမှာထူးထူးခြားခြားကျွန်တော်တို့ villa တော်တော်များများကအပိတ်တော်တော်များတယ်ဗျအဲ့တော့ကျွန်တော်တို့ဒီ villa ရဲ့အားသာချက်ကတော့လမ်းအပွင့်ဖြစ်တဲ့အတွက်ကျွန်တော်ဒီဘက်ကနေပဲလာလာဟိုဘက်ကနေပဲကျွန်တော်တို့ထွက်ထွက်အစဉ်ပြေပြီးတော့မှတင်းတင်းနဲ့ကျွန်တော်တို့အင်ညာဝင်းတစ်ခုဆိုပြီးတော့ညှို့ဆိုပြရသေးဗျ ဈေးနှုန်းအနေနဲ့ကလည်းကျွန်တော်တို့မျက်နှာပွင့်ပီ90ရှင်းနှောင်းကျွန်တော်တို့45ပီဆိုတဲ့အကျယ်ဝတ်တစ်ခုကိုကယံမြေမျိုးစားဖြစ်ပြီးတော့မှဥပိုင်ခွဲစိတ်ခွင့်ကြာပြီးသားအောင်မှ3500ပဲခေါ်ထားပါတယ်ကျွန်တော်မျက်နှာပွင့်ပီ60ရှင်းနှောင်းကျွန်တော်တို့က45ပီဆိုရင်တော့ကျွန်တော်ဈေးနှုန်းအနေနဲ့3600ပဲခေါ်ထားပါတယ်စားပဲစားရင်းရကျွန်တော်တို့ခိုင်မာမှုရှိတယ်ကျွန်တော်တို့လမ်းအနေထားရအပွင့်တက်ရှိတယ်ကျွန်တော်တို့လမ်းအပိတ်မဟုတ်တဲ့အင်ယာစီမံကိန်းတစ်ခုဖြစ်တဲ့တော့ အဆင်ပြေပြီးတင်းတင်းနဲ့ကျွန်တော်ပါဝင်ရဲ့အနေထားအရကြည့်မယ်ဆိုရင်လည်းကျွန်တော်ပြင်ဦးလင်မြို့ရဲ့တရုတ်ပုံကြောင်းရှေး Cherry လမ်းဟောင်းပေါ်မှာရှိနေသောမြေကွက်ဖြစ်တဲ့တော့ကျွန်တော်တို့ရွေးချယ်လို့ရအောင်မိတ်ဆက်ပေးလိုက်ခြင်းဖြစ်ပါတယ်ကျေးဇူးများအစ်တမာ